အရသာရှိတဲ့တပ်များဒီတော့ကြောင့်နိုင်ငံကျော်လာတဲ့ဥပိန်တရားကအချင်းပေါင်းတဲ့ပြည်သူများလုံးမမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုးစားလိုက်ပါတယ်အခုခေတ်မှာတော့လူတွေဟာမတင်ထားတဲ့အလုပ်တွေနဲ့နာမည်ကျော်ပြီးတော့တတိဖြစ်လာကြပါတယ်အထူးသဖြင့်ကိုရရောင်းရင်နဲ့တင်းရှိရတဲ့ကားဝယ်စင်းနိုင်တဲ့ကိုရအသေးမလေး cherry လမ်းမေးမှာအကျော်ရောင်းရင်နဲ့တတိဖြစ်လာတဲ့ဝိုင်းချုံမှစသဖြင့်အများကြီးပါပဲအခုကမှလည်းလမ်းဘေးမှာအချင်းပေါင်းရောင်းရင်နဲ့နိုင်ငံကျော်တတိမကြီးဖြစ်လာသူကတော့မန္တလေးမြို့ဥပိန်တရားကဖတ်တီးမှာပါ အချင်းမောင်းဆိုတာကမြန်မာလူမျိုးတွေတော်တော်များများစားကြတဲ့အရာပါ။အဲ့ဒီထဲကမှဥပိန်တရာကဖတ်တီးမအချင်းပေါင်းဟာဆိုရင်ကြိတ်ကြိတ်တို့ဝယ်စားရတဲ့အထိနာမည်ကြီးနေတာပါ။တကယ်ဆိုရင်မငိမ်မသက်ဖြစ်နေတဲ့အချိန်မှာမန္တလေးမြို့ကဥပိန်တရာကိုဧည့်သည်တွေကအဝင်နှဲပါတယ်။အခုကမှတော့ဥပိန်တရာမှရောင်းချတဲ့ဖတ်တီးမအချင်းပေါင်းကိုလာဝယ်စားကြတဲ့သူတွေကြောင့်အခုဆိုရင်တော့ဥပိန်တရာကြီးလည်းပြန်လဲပြီးတော့စီကားနေပြီလို့သိရပါတယ်။ ဒီလိုမျိုးမန္တလေးကဖက်တီမာကအချင်းပေါင်းနဲ့နာမည်ကြီးလာရတဲ့အဓိကအကြောင်းရင်းကတစ်တော့ကနေစတယ်လို့ဆိုရပါမယ်။ဖက်တီမာအချင်းပေါင်းဆိုင်ဖွင့်လှစ်ထားတဲ့မတ်တင်ကေဝင်းဟာအချင်းပေါင်းကိုရိုင်းလေးလှူစားပြတဲ့ဗီဒီယိုလေးတွေကိုတစ်တော့ပေါ်တင်ရကနေလူတွေကတရေယူပြီးတော့လာရောက်အားပေးကြတယ်။ကြော်ညာပေးကြတဲ့နေချင်းညာချင်းဆယ်လီတူးဖြစ်လာပြီးတော့လက်မလဲအောင်ရောင်းချနေရတာဖြစ်ပါတယ်။ အရင်ကဆိုရင်အချင်းပေါင်းတဲ့တပြက်လေးမတ်တင်ကီဝင်းကငွေကြီးအဆင်မပြေမှုတွေကြောင့်အကျွေးပက်လက်ဝိုင်းနေပြီးတော့ဒုက္ခရောက်ခဲ့ရပါတယ်။ဒါကြောင့်လည်းမတ်တင်ကီဝင်းကြီးရောက်ကိုဝင်းကြီးအရင်မှာနဲ့နာမည်ကျော်ဥပိန်တရာအနောက်ဘက်ခြမ်းမှာအချင်းပေါင်းစတင်ရောင်းချခဲ့ရပါ အစောပိုင်းမှာတော့ခေကာလအခြေအနေရဥပိန်ကြတာကိုလာလေသူနေရကြောင်းမတ်တင်ကဝင်တယောက်အချင်းပေါင်းထင်တဲ့လောက်မယောင်းခဲ့ရပါဘူး။ဒါပေမဲ့မထင်မဖဲစော်ရင်နဲ့အချင်းပေါင်းစားပြတဲ့ဗီဒီယိုတွေကအွန်လိုင်းပေါ်မှာအရန်ပျောက်သွားခဲ့ပြီးတော့အခုဆိုရင်တော့သူမရဲ့အချင်းပေါင်းကိုစားဖို့အတွက်တန်းစီပြီးတော့ဝယ်ယူနေရတဲ့အထိရောင်းအားကောင်းခဲ့ပါတယ်။ မတ်တန်ကြီးဝင်ရောက်ချတဲ့အချင်းပေါင်းတွေကတော့တရက်တီကဗလာတီဇောင်းလျာတီခွေးတီစသဖြင့်အစုံပါပဲဒီအထဲကမှဖတ်တီးမှအချင်းပေါင်းမှအရန်လူကြိုက်များပြီးတော့နာမည်အကြီးဆုံးကတော့တတ်မရလီတုတ်ဖြစ်ပါတယ်မတ်တန်ကြီးဝင်တစ်ဖြစ်လဲဖတ်တီးမရဲ့နာမည်ကြီးတတ်မရလီတုတ်လုံးကြီးကတော့တတ်မရသည်အလုံးလိုက်ကိုအခွန်ခွာပြီးငပိပဇွန်ကြောင့်အင်းချုံမုံနဲ့ငရုတ်တီခက်ဆက်ဆက်လေးကိုအတွဲဖက်မိမိနဲ့လှုပ်ပေးထားတာဖြစ်ပါတယ် ဒါကြောင့်မလို့ဖတ်တီမာရဲ့တံမြာဒီတုတ်ကိုမန္တလေးတမြို့လုံးကလာဝယ်စားကြတာဖြစ်ပါတယ်။ဖတ်တီမာရဲ့တံမြာဒီတုတ်ကချင်းချင်းဆက်ဆက်တိတိမိမိလေးနဲ့အရင်စားကောင်းတယ်လို့သိရပါတယ်။အဆိုပါတံမြာဒီတုတ်ကြောင့်မတ်တိန်ကဝင်တယောက်အခုဆိုရင်ဒီနေ့ကိုတံမြာဒီတုတ်၄၅သိန်းဖို့ထိကိုရောင်းချနေရပါပြီ။လက်ရှိမှာတော့သူမရဲ့အကျွေးတွေကလည်းတဖြည်းဖြည်းနဲ့ပြည်လဲသွားခဲ့ပြီဖြစ်တယ်လို့မွေးဖွားလာမယ့်ရင်သွေးလေးအတွက်လည်းကြိုတင်ပြင်ဆင်နေနိုင်ပြီလို့သိရပါတယ်။ မတ်တင်ငွေဝင်အဖြစ်ကနေသင်ငန်းစာယူနိုင်တာကတော့လမ်းဘေးမှာဘာပဲရောင်းနေရပါစေ TikTok ကိုအကျိုးရှိရှိအသုံးချမယ်ရောင်းချသူကတော့စေတနာမှန်မယ်ဆိုရင်နာမည်ကြီးအောင်မြင်လာမယ်ဆိုတာပါပဲ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖက်တီးမအချင်းပေါင်းရောင်းတဲ့တံမြာရီတုတ်ကိုစားကျင်နေပြီလားဆိုတာပြောသားခဲ့ပါအောင်ရှင်။လက်ရကောင်းမွန်တယ်လို့စားသုံးသူပေါ်စေတနာထားတတ်တဲ့ဖက်တီးမအချင်းပေါင်းဆိုင်ရှင်မတ်တိန်ကဝင်းအပေါ်မှာပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောသားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။